မင်္ဂလာပါခင်ဗျရခုံခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အချမ်းဖတ်စစ်ကောင်စီကနိုင်ငံငူးလက်မှတ်အလောက်ကိုင်း PJ ကနေအလဲပတ် PV အမျိုးအစားပြောင်းလဲမှုတွေကိုထပ်မံပိတ်ပင်လိုက်ပြီးလူငယ်များစုဟာပြပအလောက်လုတ်ခွင့်ပိတ်ပင်ထားတဲ့အတွက်နိုင်ငံငူးလက်မှတ် PJ ကနေ PV ပြောင်းလဲပြီးနိုင်ငံခြားထွက်ခွာနေမှုတွေလည်းရပ်ဆိုင်းသွားရပြန်ပြီဆိုပါတယ် Federal Wings Drone တပ်ဖွဲ့ကနေ Tower Wing Drone တွေကိုတပ်မံထုတ်လုပ်နေပြီး ဝေဝေပြန်တန်းနိုင်မှုပလေးလုံးကြီးကြီးမားမားသယ်နိုင်မှုကြိုးပမ်းထုတ်လုပ်နေပြီဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့အကြံဖတ်စစ်ကောင်စီကနိုင်ငံဦးလက်မှတ်အလောက်ကိုင်း PJ ကနေအလဲပတ် PV အမျိုးအစားပြောင်းလဲမှုတွေကိုထပ်မံပိတ်ပင်လိုက်ပြီးလူငယ်များစုဟာပြပအလုပ်လုပ်ခွင့်ပိတ်ပင်ထားတဲ့အတွက်နိုင်ငံဦးလက်မှတ်ကို PJ ကနေ PV ပြောင်းလဲပြီး နိုင်ငံခြားထွက်ခွာနေမှုလဲရက်ဆိုင်သွားရပြန်ပြီလို့ရန်ကုန်မြို့နယ်လူငယ်တွေကပြောပါတယ်ဇွန်လ6ရက်နေ့ဖြစ်တဲ့မနေ့ကစပြီးနိုင်ငံဦးလက်မှတ်ထုတ်ပေးရေးရုံးတွေမှာနိုင်ငံဦးလက်မှတ်အမျိုးအစားအလောက်ကင် PJ ကနေအလဲပတ် PV ကိုပြောင်းလဲရှောက်ထားတာတွေကိုစစ်ကောင်စီကပိတ်ပင်လိုက်ပြန်တာပါအကြမ်းဖက်စစ်ကောင်စီကမေလာဇန်ကပဲအသက်23နှစ်ကနေ32နှစ်အထိအမျိုးသားတွေအားလုံးကိုပြပထွက်အလုပ်လုပ်ခွင့်ပိတ်ပင်ခဲ့တဲ့အတွက်လူငယ်များစုဟာ သူတို့ရဲ့အလုတ်ကင်နဲ့လုတ်ထားတဲ့နိုင်ငံကူးလက်မှတ် PJ ကိုအလဲပတ်အမျိုးအစားနိုင်ငံကူးလက်မှတ် PV အဖြစ်ပြောင်းလဲလျှောက်ထားကြပြီးပြည်ပနိုင်ငံတွေကိုထွက်ခွာနေမှုတွေများပြားလာလို့ဆိုပြီးစစ်ကောင်စီကအဲ့ဒီလိုနိုင်ငံကူးလက်မှတ် PJ ကနေ PV ကိုပြောင်းလဲဓာတ်တွေကိုပါမနေ့ကစပြီးထပ်မံပိတ်ပင်လိုက်တာဖြစ်ပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးရန်ကုန်ခေတ်သစ်သတင်းဌာနကနေပြည်ထရေးသတင်းရင်းမြစ်ကိုဆက်သွယ်မေးမြန်းရမှာလေဒီလိုပိတ်ပင်လိုက်တာဟာမှန်ကန်တဲ့အကြောင်းကိုအတိပြုထားပြီးစစ်ကောင်စီကသူတို့ညွန်ကြားချက်အရာ အသက်23နှစ်ကနေ32နှစ်အတွင်းအမျိုးသားတွေကင်ထားတဲ့နိုင်ငံကူးလက်မှတ်တွေကို PJ ကနေ PV အပြောင်းလဲမျိုးလုံးဝလှုပ်ပေးမှာမဟုတ်ဘူးလို့လည်းပြောထားပါတယ်ခင်ဗျတဖက်မှာလေပြည်တွင်းစီးပွားရေးဈေးကွက်မှာအခောက်ရွှေ့တစ်ချက်သားကိုငွေကျပ်53သိန်းဝန်းကျင် ရှိနေပြီးအမေရိကန်ဒေါ်လာကိုငွေကျပ်4230ဝန်းကျင်မှာဈေးပေါက်နေတယ်လို့ စစ်တပ်ကဖမ်းဆီးချိန်ချောက်မှုတွေကြောင့်အယောင်ဝယ်တွေကတော့ဆက်လက်ရက်ဆိုင်နေတယ်လို့ရန်ကုန်ရွှေဈေးကွက်နဲ့ငွေလဲဈေးကွက်စီကနေသိရပါဗျ။လက်ရှိမှာစစ်ကောင်စီကတတ်မှတ်ထားတဲ့ဈေးကွက်နဲ့ပြင်ပကုန်တဲ့တွေရဲ့ဈေးကွက်ဆိုပြီးနှစ်မျိုးဖြစ်ပေါ်နေတယ်လို့ဈေးကွက်နှစ်ခုစလုံးကတော့ဈေးတန်းတာရှိနေပြီးအယောင်ဝယ်မလုပ်ကြဘဲရက်ဆိုင်နေကြတယ်ဆိုပါတယ်။ဒါပြင်ရန်ကုန်တိုင်းရွှေလုံငှက်ရှင်များအသင်းကတတ်မှတ်တဲ့ရွှေဈေးနှုန်းနဲ့စစ်ကောင်စီကတတ်မှတ်ထားတဲ့ဒေါ်လာဈေးနှုန်းတွေဟာအပြသဘောသာဖြစ်ပြီ ဘသူမှသူတို့တတ်မှတ်တဲ့ဈေးနဲ့အယောင်းဝယ်မလုံနိုင်ကြတဲ့အတွက်ဈေးကွက်တစ်ခုလုံးကတော့စစ်ကောင်စီရဲ့ဖျက်ဆီးမှုကြောင့်ပြက်စီးနေပြီလို့လဲရန်ကုန်ရွှေကုန်းတဲတူကရှင်းပြထားပါတယ်အကြမ်းဖက်စစ်ကောင်စီကရွှေကုန်းတွေရွှေဆိုင်ပိုင်ရှင်တွေဟွန်ဒီနဲ့နိုင်ငံခြားငွေလဲလုတဲ့သူတွေကိုဖမ်းဆီးဓာတ်တွေဖမ်းဝရမ်းထုတ်တာတွေလုတ်လိုက်တဲ့အတွက်ရွှေနဲ့ဒေါ်လာဈေးကွက်မှာအယောင်းဝယ်တွေဆက်လက်ရပ်ဆိုင်နေကြတယ်လို့လဲသိရပါတယ်ခင်ဗျတစ်ဖက်မှာတော့ အချမ်းပါစကောင်စီကို drone စစ်စင်ရေးတွေနဲ့တိုက်ခိုက်ချေမှုရမှာဥဆောင်တပ်ဖွဲ့အနေနဲ့ရှိနေတဲ့ Federal Wings တပ်ဖွဲ့ကတာဝေးပစ် drone တွေကိုတက်မှန်ထုတ်လုပ်နေပြီးဝေဝေပြန်တန်းနိုင်မှုနဲ့ play လုပ်ကြီးကြီးမားမားတင်နိုင်မှုဂျိုးပန်းထုတ်လုပ်နေပြီလို့ Federal Wings တပ်ဖွဲ့ရဲ့တာဝန်ရှိသူတူကရင်ကုန်ခစ်တက်ကိုပြောပါတယ် Federal Wings drone တပ်ဖွဲ့ဟာ drone စစ်စင်ရေးပေါင်းမြောက်များစွာနဲ့အချမ်းပါစကောင်စီတပ်ကိုအထိနာအောင်တိုက်ခိုက်ချေမှုနေတဲ့အဖွဲ့ဖြစ်ပြီးလက်ရှိမှာလည်းနောက်ထပ်တာဝေးပစ် drone တွေကိုတက်မှန်ထုတ်လုပ်နေပြီဆိုပါတယ် ဒီကနေ့မှာတော့ Federal Wings Drone တပ်ဖွဲ့ကနေအဲ့ဒီလိုတာဝေးပြေ drone ထုတ်လုပ်နေတဲ့ဓာတ်ပုံတွေကိုထုတ်ပြန်လာပြီအဲ့ဒီ drone တွေဟာဝေးဝေးပြန်တန်းနိုင်မှုနဲ့ play လုပ်ကြီးကြီးမမပယ်နိုင်မှုဂျိုးပန်ထုတ်လုပ်နေတာဖြစ်တယ်လို့လဲ Federal Wings Drone တပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကရှင်းပြထားပါတယ်ခင်ဗျဒီတစ်ခါ AAVD တိုင်းဘက်မှာတော့ဒနုဘျူပန်တနောမြန်အောင်မြို့နယ်တွေမှာအကြံပစစ်တက်နဲ့ဂျေးဝအုတ်ချုပ်ကြီးအဖွဲ့တွေက လူငယ်တွေကိုတက်သားတဲ့အဖြစ်ပေါ်တာဆွဲဖန်းစည်းမှုတွေငွေညစ်တောင်းရမှုတွေတောက်လျှောက်ဖြစ်နေတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တွေကိုပြောပါတယ်။ဇော်လ9ရက်နေ့ကပဲတနုဘျူမြို့နယ်ကျုံတနီးခြေရွာကလူငယ်10ဦးကိုအကြမ်းဖက်စစ်တပ်နဲ့ခြေရွာအုပ်ချုပ်ရေးအဖွဲ့တွေကပူးပေါင်းပြီးပေါ်တာဆွဲဖန်းစည်းသွားပြီးတဲ့နောက်လူငယ်တွေကိုစစ်တပ်ထဲကိုပို့မယ်ဆိုပြီးတော့ပါခြေရွာအုပ်ချုပ်ရေးအဖွဲ့တွေကမိဘတွေကိုပေါ်ပေါ်တင်တင်မဲအကြောင်းကြားလာတယ်ဆိုပါတယ်။အလားတူ ပန်းတော်မျိုးနဲ့စင်ကောင်းရွာကြေးရွာအုတ်ချုပ်ရည်မှုအောင်ဝင်းနဲ့မြန်အောင်မျိုးနဲ့တပြေကုန်းရွာအုတ်ချုပ်ရည်မှုကြော်မင်းထက်ဆိုသူတို့ကလည်းကြေးရွာတွေကလူငယ်တွေကိုစစ်မှုထမ်းဖို့အတင်းအကျပ်လက်မှတ်ထိုးခိုင်းတာတွေချိမ့်ချောင်းဝင်းညစ်တောင်းရန်တာတွေအကြည့်ကျယ်လုပ်နေကြတယ်လို့လဲဒေသခံပြည်သူတွေကပြောထားပါလိမ့်ခင်ဗျာတစ်ဖက်မှာတော့ဩစတြေးလျပြည်နယ်လွှတ်တော်အမတ်တွေနဲ့အန်ဂျီဝင်းကြီးဒေါ်စင်မအောင်တို့တွေ့ဆုံခဲ့ကြပြီမြမရေးဆွေးနွေးခဲ့ကြတယ်လို့အန်ဂျီကနေသတင်းထုတ်ပြန်ထားပါတယ်ဇွန်လ6ရက်နေ့ဖြစ်တဲ့မနေ့ကပဲ ။ဩစတြေးလျနိုင်ငံပြည်နယ်လွှတ်တော်မှာအမျိုးသားညီညွတ်အစိုးရ UNG နိုင်ငံခြားရေးဝန်ကြီးဒေါ်စင်မအောင်ကဩစတြေးလျပြည်နယ်အစိုးရလွှတ်တော်ကိုယ်စားလှယ်တွေလွှတ်တော်အမတ်တွေနဲ့တွေ့ဆုံခဲ့ကြတယ်ဆိုပါတယ်။အဲ့ဒီလိုတွေ့ဆုံမှုအတွင်း UNG ဝန်ကြီးဒေါ်စင်မအောင်ကမြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေတွေနဲ့အမျိုးသားညီညွတ်အစိုးရ UNG ရဲ့ဆောင်ရွက်နေမှုအခြေအနေတွေမြန်မာပြည်သူတွေရဲ့အရေးတကြီးလိုအပ်ချက်တွေကိုကင်တွယ်ဖြည့်ရှင်းဖို့ရည်ရွယ်ထားတဲ့အမျိုးသားညီညွတ်အစိုးရရဲ့မဟာဗျူဟာတွေကိုအကောင့်ထည့်ဖော်မှုအခြေအနေတွေပါအလေးပေးဆွေးနွေးခဲ့ကြတယ်လို့ ဩစတြေးလျပြည်နယ်အစိုးရဝန်ကြီးနဲ့လွှတ်တော်အမတ်တွေကလည်းမြန်မာပြည်သူနဲ့အတူယက်တီနေပြီးမြန်မာပြည်သူတွေရဲ့ဒီမိုကရေစီလိုလားချက်တွေကိုအပြည့်အဝထောက်ခံနေဆိုတဲ့အကြောင်းတွေနဲ့မြန်မာနိုင်ငံအတွက်ဒီမိုကရေစီနဲ့လူ့အခွင့်အရေးပြန်လည်ထူထောင်ဖို့ကိစ္စရက်တွေကိုပါနှစ်ဖက်အပြန်အလှန်ဆွေးနွေးကြကြတယ်လို့သိရပါတယ်ခင်ဗျာတဖက်မှာလည်းမြန်မာနိုင်ငံမှာစစ်တကအာဏာသိမ်းပြီးတဲ့နောက်အိမ်နဲ့ဝင်နေရတဲ့ပြည်သူတွေအတွက်ရည်ရွယ်ပြီး ိမ်လွမ်းသူမြန်မာရုပ်ရှင်ပွဲတော်ကိုထိုင်းနိုင်ငံပြင်သစ်နဲ့အင်ဒိုနီးရှားနိုင်ငံတွေမှာပြသသွားမှာဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီရုပ်ရှင်ပွဲတော်ကို Spiriting Education Movement အဖွဲ့နဲ့ Asia Justice and Rights အဖွဲ့တို့ကနေစီစဉ်ကျင်းပနေတာဖြစ်ပြီးထိုင်းနိုင်ငံကချင်းမိုင်မြို့မဲဆောက်မြို့မဲဟောင်ဆောင်ချင်းရိုင်းဘန်ကောက်ရန်နောင်းနဲ့ပြင်သစ်နိုင်ငံအင်ဒိုနီးရှားနိုင်ငံတို့မှာပါကျင်းပသွားမှာဖြစ်တယ်လို့သိရပါတယ်။ပြုလုပ်ရတဲ့ရည်ရွယ်ချက်ကတော့ဆရာတော်သိမိတဲ့နောက် လေကြောင်းတိုက်ခိုက်မှုတွေစစ်မှတ်ပဋိပက္ခတွေ CDM တွေစစ်မှုတဲ့ဥပဒေကြောင့်ထွက်ပြေးလာတဲ့သူတွေရွှေပြောင်းအလုပ်သမားတွေစစ်ဘေးရှောင်တွေစတဲ့အကြောင်းမျိုးမျိုးကြောင့်အိမ်နဲ့ဝေးနေရတဲ့မြန်မာပြည်သူတွေရဲ့ဘဝကိုစာနာနားလေကူညီဖြည့်ရှင်းပေးနိုင်ဖို့အတွက်ရည်ရွယ်ပြုလုပ်တာဖြစ်တယ်လို့လည်းသိရပါတယ်။အဲ့ဒီရုပ်ရှင်ပွဲတော်မှာစကားဝိုင်းအစီအစဉ်တက်ဂီတာနဲ့ performance တို့ကိုပါထည့်သွင်းထားပြီးထိုင်းမြန်မာတက်ကြွလှူရှားတဲ့သူတွေအတွက် dialogue space တစ်ခုအပြင်မြန်မာပြည်သူလူထုရင်ဆိုင်နေရတဲ့ ဆင်းရဲဒုက္ခပြဿနာတွေကိုထိုင်းဆိုရနဲ့နိုင်ငံရေးသမားတွေအကြားပုံမိုသိရှိအောင် advocate လုပ်ပစ်တယ်လို့လည်းသိရပါတယ်ခင်ဗျဟုတ်ကဲ့ဒါကတော့ရန်ကုန်ခေတ်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငံပါ